်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ဝန်ကိုမင်းအောင်လိုင်ကလွှဲပြောင်းပေးမည်ဆိုပါလားရုရှားသို့အနုပြုကိုရန်အကြောင်းပြုပြီးသွားခွင့်ရပြတ်သည့်စစ်ကောင်စောင်းမင်းအောင်လိုင်သည်တမရပူတင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်ထို့သောတွေ့လျင်တွေ့ချင်းလာမည့်ရွှေကောက်ပွဲကျင်းပပြီးစီးသွားပါကနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ကိုကတိပြုပြောကြားကြောင်းပေးရသည် စစ်ကောင်ဆောင်သည်ရုရှားသမ္မတကိုတွေ့ပြီးစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ရေးကတိထားတိုင်တဲ့သွားခဲ့သည်သမ္မတပူတင်နှင့်တွေ့ဆုံစဉ်စစ်ကောင်ဆောင်မြောက်လိုက်အဓိကပြောခဲ့သည့်ချက်များကိုကြည့်ရအခါမြန်မာနိုင်ငံ၌ရွတ်လပ်ပြီးတရားမျှတသည့်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကြာမီတွင်ကျင်းပမည်ဖြစ်ကြောင်းကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဖြစ်ကြောင်းရွှေကောက်ပွဲကျင်းပချိန်တွင်လည်းနိုင်ငံတကာလေးလာရွေးဖွဲ့များကိုဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ကိုတွေ့ရသည် ထို့သောသမရဗုဒ္ဓင်နှင့်တွေ့ဆုံစဉ်ပြောခဲ့သည့်အချက်များအနက်အများကစိတ်ဝင်စားသည့်အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ပင်ဖြစ်သည်ထို့သောသမရဗုဒ္ဓင်နှင့်တွေ့ဆုံစဉ်ပြောခဲ့သည့်အချက်များအနက်အများကစိတ်ဝင်စားသည့်အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ပင်ဖြစ်သည်မေအောင်ပြောသည့်နိုင်ငံတော်တာဝန်လွှဲအပ်သွားမည်ဆိုသည့်စကားအရစဉ်းစားစရာများစွာဖြစ်စေသည် စေကောင်းဆောင်အနေဖြင့်တရင်ရယူထားသည့်တမရနေရကိုရွေးကောက်ပွဲအနိုင်ရပါတီမနိုင်လျက်ပဲစစ်တပ်နှင့်ပေါင်းပြီးအနိုင်ရလာပွဲရှိသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ခွင့်ပြုရေးပါတီ USTB ကတင်မြောက်သည့်သို့မဟုတ်25ရာခိုင်နှုန်းအလိုလျောက်တိမ့်ပိုက်ထားသောမိုးကြွရွှေကိုစစ်တပ်ကိုယ်စားလှယ်များကတင်မြောက်သောတမရလောင်းကိုလွှဲပြောင်းပေးပါမည်ဆိုသည့်ကိုရှင်းညွှန်းသလားတမရကကွက်ရေးဦးစီးချုပ်နေရာကိုသူစိတ်ချရတဲ့ဘိုးချုပ်ကြီးတအူရေပန်းစားသူဘိုးချုပ်ကြီးတော်စွာလင်းထံလွှဲပြောင်းပေးမည်လား ဒိုဒီမဟုံသမရနေရတမတော်ကာကွယ်ရေးဦးစီးချုပ်နေရကိုပါလွှဲပြောင်းပေးပြီးစာဖတ်သူကြီးဦးတန်းရွှေလိုလုံးဝအနာယူသွားမှလားစာသဖြင့်ပုံစံအမျိုးမျိုးတွေးစရာဖြစ်ခဲ့သည်ထို့သောလက်ရှိနိုင်ငံရေးအခင်အကျင်းမှာစာဖတ်သူကြီးကဦးသိန်းစိန်ကိုအာဏာလွှဲစင်ကခဲ့သို့စိတ်ချလက်ချဖွဲသွားနိုင်သည့်အခြေအနေမျိုးမဟုတ်ပဲနိုင်ငံတော်ဝက်ကြော်တွင်တော်လန်ပုံကမ်းမှုများရှိနေသည်လက်တလောအခြေအနေကြောင့်မင်းအောင်လိုင်းလေးဖြင့် ကိုဖဲ့ကိုချိုးနိုင်နေသေးတော့လေညီသည့်အချိန်နောက်ကျောဓာတ်နှင့်ထိုးခတ်ရမည်ကိုအမြဲကြောက်လန့်နေသည်ထို့ကြောင့်စစ်အာဏာသိမ်းကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကလုံးကိုအာဏာပြန်အပ်သလိုဘယ်လက်မှညာလက်သို့ပွဲပြောင်းပေးအပ်မှုမျိုးဖြစ်နိုင်သည်သို့မဟုတ်စစ်ကောင်စာအနေဖြင့်သမရနှင့်တက်ချုံနေရတို့ကိုနောက်လူများအားဆွဲပေးသည့်တိုင်၎င်းတို့ရဲ့ပေါ်တွင်ဆက်ထိန်ချုံနိုင်သည့်အနေထားကိုလည်းရယူနိုင်သေးသည် ထို့သောစစ်ကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံတော်တာဝန်ဖွဲ့ဖြောင်းပေးပါမည်ဆိုသည့်စကားနှင့်ဆက်ဆက်ပြီးယခုကာလတွင်သူပြုလုပ်ထားသည့်အပြောင်းလဲများကိုလည်းပြန်လည်လာကြည့်မိသည်။တည်ခဲ့သည့်ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်အဖြစ်ပြန်ဖွဲ့ပြီးနောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီးစေရောင်းနှင့်၅ယောက်မှယူနီဖောင်းချုပ်ခဲ့ရသည်။တည်ခဲ့သည့်ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်အဖြစ်ပြန်ဖွဲ့ပြီးနောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီးစေရောင်းနှင့်၅ယောက်မှယူနီဖောင်းချုပ်ခဲ့ရသည်။ ရှော့ချခံရသူများတွင်စစ်ကောင်ဆောင်အလုံးတက်ချုပ်ဖြစ်ရန်ရခင်ကရေပန်းစားခဲ့သူဗိုလ်ချုပ်ကြီးများထွန်ဦးစစ်ကောင်စီ အတွင်ရင်းမှုဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးအောင်လင်းတွင်စစ်ကောင်စီဝင်းစစ်ကောင်စီ အကြံပေးဗိုလ်ချုပ်ကြီးညိုစုံဝင်းကြီးချုပ်ဖြစ်လာ စစ်ကောင်စီဝက်ကြီးဗိုလ်ချုပ်ကြီးတရောင်ဆန်းရေကြုံခေါင်းတို့ကိုစစ်ဘက်စင်ရာတို့များမှဖယ်ရှားကအစိုးရတာဝန်များဆက်ပေးခဲ့ပြီး USDP ပါတီဗဟုကော်မတီဝင်ဟာဦးအောင်တောင်ဤသားဖြစ်သူစစ်ကောင်စီဝက်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ရေကြုံခေါင်းကိုမူအစိုးရရာတို့မှပါအပိထိုင်ဖယ်ရှားခဲ့သည်ကျန်နေသည့်ဗိုလ်ချုပ်ကြီးငါးဦးတွင်တချုပ်အသည့်ဖြစ်လာနိုင်ကြောင်းထိရှိဖိခံရသူဗိုလ်ချုပ်ကြီးကျော်စွာလင်းညီလိုက်ကိုကယ်ရီမူကြီးရည်လင်းနှင့်စေကောင်ဆောင်ဤလူယုံဗိုလ်ချုပ်ကြီးရေဝဲဦးစစ်ဖက်ရေးရလုံချုံရေးအရာရှိချုပ်တို့ပါဝင်သည် ဆက်ပြီးအပြောင်းလဲလုပ်ခဲ့ဒီမှာစစ်ကော်မရှင်ဝန်ကြီးများဖြစ်ကြသည့်ဦးတင်အောင်စံဦးမြထုံးဦးနဲ့စစ်ကော်မရှင်အမှုဆောင်ချုပ်ဦးအောင်လင်းထရီတို့နဲ့အတူစစ်တပ်မှထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကိုအငြိမ်းစားယူစေက USTB တို့တရင်ပို့စေခြင်းဖြစ်သည်ထို့စရင်တွင်စစ်တပ်အတွင်မှ USTB တို့ဓာတ်ရိုက်ပြောင်းလာမည်သူများမှကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှဒုဗိုလ်ချုပ်ကြီးကံမြင့်တန်စစ်ရာထူးကချုပ်ဒုဗိုလ်ချုပ်ကြီးလဲအောင်တက်မတော်စစ်စေးရင်နဲ့စရင်စစ်ချုပ်ကြီးရည်လေးဒုဗိုလ်ချုပ်ကြီးစိုးတင်လိုက် စီရေးချုပ်ဒူပိုချုပ်ကြီးဖုံမြန်အမတ်၃စစ်စီရေးအထူးအဖွဲ့မှကာဆာထာ၃ဒူပိုချုပ်ကြီးတေစာကျော်ကာဆာထာကြောင့်ဒူပိုချုပ်ကြီးတပ်မုံတို့ပါဝင်သည်အများစုသည်စေကောင်းဆောင်မင်းအောင်လိုင်တက်ချုပ်အဖြစ်ဆောင်ရွက်နေစဉ်ကာလအတွင်းတူလအောက်တွင် ကာလရှိတစ်စာခံခဲ့ကြတဲ့စစ်အရာရှိကြီးများဖြစ်ကြသည်ရှိကူအပြောင်းလဲသည့်စစ်ကောင်းဆောင်ထက်စီမီယာကြသည့်စစ်ဗိုလ်ချုပ်များချေလဲနေကြသည့် USDB အတွင်သို့စစ်ကောင်းဆောင်ကသူ့လူများကိုထဲ့သွင်းကာဖလန်ကိုထိန်ချုပ်ရန်ဆောင်ရွက်သည့်သဘောဟုဆိုသည် တစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလို USDB ရောရွေးကောက်ပွဲလော်အစိုးရမှပါစေကောင်းဆောင်အလို့ကြအကောင့်ထဲပေါ်ပေးမိသူများကိုကြိုတင်နေရယူသိမ်းပိုက်စေခြင်းဟုလည်းဆိုနိုင်သည်တနည်းအားဖြင့်ယခုပြောင်းလဲများသည့်ရွေးကောက်ပွဲအလော်အစိုးရနှင့်စစ်တပ်တွေပွဲထွက်လာနိုင်လို့စရဲ live app ကိုစတင်တည်ထားသည့်သဘောဟုလည်းဆိုနိုင်သည်တချက်ကုတ်နဲ့ချက်ပြတ်ဆိုသလို USDP ရောရွေးကောက်ပွဲလော်အစိုးရမှပါစေကောင်းဆောင်အလို့ကြအကောင့်ထဲပေါ်ပေးပြီသူများကိုကြိုတင်နေရယူသိမ်းပိုက်စေခြင်းဟုလည်းဆိုနိုင်သည် တနည်းအားဖြင့်ယခုပြောင်းလဲမှုများသည့်ရွေးကောက်ပွဲလိုအစိုးရနှင့်စစ်တပ်တွင်ပွဲထွက်လာပြီးလူစည်ရဲ Lime App ကိုစတင်တည်ထားသည့်သဘောဟုလည်းဆိုနိုင်သည်။ထို့သောစီနီယာဘိုလ်ချုပ်များ USTB တို့ကူပြောင်းသည့်စည်ရဲပေါက်ကြားလာခဲ့ပြီးသည့်နောက်လက်လက်သွားသည့်စစ်ဖက်ရာထူးများကိုအစားထိုးသည့်စည်ရဲထွက်ပေါ်လာခဲ့ပြန်သည်။ ဆရင်အရာစစ်ကောင်းဆောင်အနီးကကိုရန်တော်ဘူချုပ်ဖြစ်သူစစ်ဘက်လက်ထောက်ဘူချုပ်မိုးမြင့်စွင်အလုတ်တင်ပို23တီကာကွယ်ရေးပစ္စည်းထုတ်လို့ရအရာရှိကျော်အဖြစ်၎င်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခတိုင်းမူဘူချုပ်ကျော်ကိုတိုင်းစတာတာ38တီတက်မတော်လေးချင်းရေးရရှိကျော်အဖြစ်၎င်း တမရော်လေးကြည်ရီအရာရှိချုပ်ဒူပိုချုပ်ကြီးထိန်ဝင်းတာစာတ38သည်ဆေယာရုခတ်ချုပ်အဖြစ်၎င်းအရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှာလာခဘိုချုပ်မျိုးမင်းထွန်းသည်တမရော်စစ်စေးရီအရာရှိချုပ်အဖြစ်၎င်းကာစာထတင်မူဒူပိုချုပ်ကြီးကိုကိုဦးသည်ကာစာထငါတို့၎င်းကာစာထငါမူဒူပိုချုပ်ကြီးစောမင်းလက်သည်ကာစာထနှစ်တို့၎င်းကာစာထချောင်းမူဒူပိုချုပ်ကြီးမြင်လဲအောင်သည်ကာစာထတိတို့၎င်းခန့်အပ်ခဲ့သည် ထို့သူစေယုံအတွင်ရှိကြီးတာဝယ်ဌာနမှဘုံမူကျုပ်တင့်စော်ခိုင်ကိုစစ်ကောင်းဆောင်ကသူ၏အနီးကပ်စစ်ဖက်လက်တော်အဖြစ်ခန့်အပ်ခဲ့သည်ထို့သူစစ်တပ်တွင်လူစားထိုးမှုများတွင်လည်းစစ်ကောင်းဆောင်မင်းအောင်လိုက်တိုင်မှုအဖြစ်တာဝယ်ယူစဉ်ကဘိုးကြီးအစ်စ်နှင့်ရှိခဲ့သူအများစုပါဝင်သည်ထို့သူစစ်ကောင်းဆောင်မင်းအောင်လိုက်အနေဖြင့်နောက်အစိုးရနှင့်စစ်တပ်တွင်သူ့အတွက်စိတ်ချရစဉ်ဤလူများဖြင့်စုဖွဲ့နေသည်ကိုသိတာစွာမြင်တွေ့ရသောကြောင့်နေစတာဝန်ယူအသေးစိတ်လောက်ကနေရာကိုလက်လွဲညီဆိုလျင်လက်လွဲနိုင်လောက်သောအနေထားလည်းဖြစ်သည် ထို့သောဦးတန်းရွှေကဲ့သို့လုံးဝအနာယူသလိုမဟုတ်ဘဲရခင်သူအနာမယူခင်ဆက်လုတို့ကဆက်လုရန်လန်ကင်ပေးတာသော2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ218အရာ နိုင်ငံအုပ်ရှာအဖွဲ့လေဖွဲ့နိုင်သည်ဟုလေလာဆောင်ကြည့်သူအချို့ကတန်တရားရှိကြသည်ထို့ပုံမှာပြည်တော်စုလွတ်တော်နေကဤသည့်ပုံကိုကိုမစိုးတာဝန်နှင့်အာဏာပေးရနိုင်သည်ဆိုသည့်အချက်ဖြင့်အကြုံဝင်အောင်ဆောင်ရွက်နိုင်သည် ရခိုင်အစိုးရလက်ထက်တွေဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှာ59စာလုံးအရာတမတာမဖြစ်နိုင်သည့်တော်အောင်ဆန်းစုကြည်အတွက်နိုင်ငံတော်တိုင်ပေကံပုတ်ကိုရာထူးကိုအနုသားဒီမိုကရေစီအဖွဲ့ချုပ် NDE ဥပဒေအကြံပေးရှင်းနေဦးကိုနီကဖန်တီးပေးခဲ့သည်ထိုတိုင်ပေကံရာထူးသည်စစ်ဗိုလ်ချုပ်များအတွက်စိတ်အနှောက်အယှက်ဖြစ်စရာရာထူးဖြစ်ခဲ့သည်2022ခုနှစ်တွင်၌ရုရှားရုပ်သံသတင်းဌာနတစ်ခုနှင့်အင်တာဗျူးတွင် နိုင်ငံတော်တိုင်ပင်ကန်ရှာတူးမျိုးဆိုတာကတော့ခိုဟာကိုဖန်တီးယူတဲ့ဟာမျိုးပေါ့ဥပဒေမှာတော့ပုံမှန်တစ်ခုရှိတယ်အဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်လူပုဂ္ဂိုလ်တစ်ယောက်ကိုတာဝန်ပေးနိုင်တဲ့ဆိုတဲ့ပုံမှန်တစ်ခုရှိတယ်အဲ့ဒီပုံမှန်အရသူတို့ပေးတာသို့တော်လဲလုံလို့ရတဲ့လုံပိုင်권တွေရှိတယ်ဟုစေကောင်းဆောင်မင်းအောင်လိုင်ကိုယ်တိုင်ဖြေကြားခဲ့မှုသည်ထို့သို့ဖြေဆိုထားမှုသည်စေကောင်းဆောင်သည်ယခုအခါခိုဟာကိုဖန်တီးယူတယ်ဟုသူပြောဆိုထားခဲ့သည့်အတိုင်းပေကန်ရှာတူးတို့ရှာတူးတစ်ခုကိုမလွဲမသွေဖော်ဆောင်ရယူတော်မူလား ကလင်းညာအားဆရာဝန်ကြီးလုံမာလားစစ်ဘိုလ်ကြီးလုံမာလားဟုမေးသလိုစစ်ကောင်းဆောင်ကိုတမရာကြီးလုံမာလားတချုပ်ကြီးလုံမာလားဟုမေးလျင်ဆက်လုံမီဟုဖြေလျင်အထူးသဖြင့်စစ်ပွဲကြောင့်သူအကျိုးစီးပွားများ၏လုံခြုံရေးစိုးရိမ်နေသောဆွေမျိုးပေါက်ပေါ်တရုတ်ကစိတ်ကွက်သွားနိုင်ပြီးတရုတ်မုံမြန်မာစစ်ကောင်းဆောင်ကနိုင်ငံတော်တာဝန်များကိုဝယ်ပြောင်းပေးအပ်သွားပါမည်ဟုတမရာဘူတင်ကိုအရေးအူးတိုက်ကတိပြုခဲ့သည့်သဘောရှိပြီး ကတိပြုထားသည့်အတိုင်းလွှဲပြောင်းရသည့်အခါတွင်လည်းအတင်းရယူထားသည့်နိုင်ငံတော်ထိပ်ပိုင်းရုံးများကိုဆွတ်နှုတ်ကအပြေးထွက်သွားသည့်ပုံစံတော့မဖြစ်နိုင်ပေ။ထို့ကြောင့်စစ်ကောင်းဆောင်အနေဖြင့်ရခိုင်ဆောင်သားတွင်တုံသက်သလိုရွှေကောက်ပွဲအလွန်တွင်တမရရာတို့မဟုတ်ကကအတိုင်းပင်ကံပုတ်ကိုကဲသို့ရာတို့မျိုးကိုတီထွင်ပြီးအာနာကိုဆက်လက်ထိန်းချုပ်သွားနိုင်ပါသည့်ကြောင့်တုံသက်ရသည်။